ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမရေအားလုံးကတော့အမမြင်တဲ့အတိုင်းပါပဲအမသမီးညောင်လုံးကိုကြိုက်တယ်မလားငါစကားတွေကြားပြီးတော့အမတော့သိလာပါပြီအမသမီးညောင်လုံးကပြောစရာမလိုပါဘူးအကြီးကလည်းအကြီးလိုပဲ အငယ်မလေးကလည်းတားငင်နဲ့လိုက်ပါတယ်။ငါတော့နှစ်ယောက်လုံးသဘောတူတယ်။ဒါဆိုရမ်းကောင်းတာပေါ့ရှင်။အမမုံချူစားပါ။အားလုံးကလည်းရမ်းပြုံနေကြပြီးမုံနေစားနေကြပါလိမ့်။တပည့်ရီတွေမုံနေစားလို့ပြီးတော့နေတော့မှတော့အမေကပကန်းတွေအားလုံးတိတ်နေတဲ့အချိန်မှပဲဒေါနီကသူ့ကိုကူသိမ်းတဲ့အချိန်မှဆန်ဆန်ကသူ့လက်ကိုကမ်းလိုက်ပါလိမ့်။အန်တီဖဲနေပါ။သမီးတို့ရှိတာကိုအန်တီကဘာလို့သိမ်းမှလဲမလို့ဘူးလေ။သမီးအကောင်ယူသွားမယ်။ ဆန်ဆန်ကလည်းသူ့လက်ထဲကနေပကန်းတွေအလုံးကိုယူသွားပါတယ်။ဆန်ဆန်ကသမီးကြီးဖြစ်တာကြောင့်အလုံးနားလေပြီးသမီးငယ်ရည်ယူကတော့အလုံးအလွတ်လုံနေတာကိုရဲကြည်နေပါတယ်။ဆန်ဆန်ရဲ့ရည်ယူကတော့ညီမရင်းတွေဖြစ်ကြပြီးရည်ယူကအငယ်ဖြစ်တာကြောင့်အစာကလေးကသူ့ကိုအိမ်ကလူတွေကချစ်ကြပြီးတော့အိမ်အလုပ်တွေလည်းမလုပ်ခိုင်းပါဘူး။ရည်ယူကဘာတောင်းဝင်ယူစိတ်မှမရှိပါဘူး။ဆန်ဆန်ကတော့အကြီးဖြစ်တာကြောင့်အလုံးရဲ့တောင်းဝင်ယူစိတ်အပြည့်ရှိပါတယ်။ဒီလိုကြည့်နေရင်လည်းချင်းတွေကြာလာခဲ့ပြီး ညီမနှစ်ယောက်ရဲ့မင်္ဂလာဆောင်ရက်လေးရောက်လာခဲ့ပါတယ်။နှစ်ယောက်လုံးကမင်္ဂလာဆောင်ပြီးသူတို့ယောက်ျားအိမ်ကိုရောက်လာခဲ့ပါတယ်။သူတို့အိမ်မှာကဆန်းဆန်းယောက်ျားကအားလုံးရှာစုထားပြီးရေရွယောက်ျားကစီးပွားရေးကိုအတင်းယူထားပါတယ်။အမေတပါးရီလဲဆန်ခွက်ပဲယူလာတာလား။ကျွေပကံပြားတွေကဘမလဲ။အဲ့ဒီပကံတွေမရှိရင်ဘလို့အိမ်နှဲဝင်ရမလဲ။ဟုတ်တယ်ချွေးမရေ။ငါကလည်းအသက်ကြီးနေပြီ။တယောက်သေးဆိုတော့ဘာလုပ်ရမလဲမေ့နေတာ။ပကံတွေလည်းထားဖို့မေ့တယ်။ငါတော့ယူလိုက်မယ်နော်။ အမေမယူပါနဲ့မလိုပါဘူးဘသူပြောလဲပကံမရှိရင်အိမ်ထဲဝင်လို့မရဘူးလို့ဒါရီကလူတွေဖန်တီးထားတာပါ သမီးတို့နှစ်ယောက်ဒီလိုပဲဝင်လိုက်ပါမယ်ဟုတ်ပါပြီအမေရရပါတယ်ဒီအမတော့နေရာတကာမှာအဖို့တွေပြောပြီးတော့နာမည်ကောင်းယူနေတယ်ယူယူရဲ့ပါရီရဲ့ကြည်ညာလဲအကြီးတွေအားလုံးခြေတော့ကန်ရှစ်ခုကတော့တော့လေအမရဲ့ဒါရီကလိုလို့လားအရေးကြီးလားစိတ်ထဲမှာချစ်တယ်လေးစားတယ်ဆိုရင်ကိုရပြီမလားယူယူကလည်းဘသူကမှမကြတော့ပါဘူး ဒါရီကိုကြည့်ပြီးဆန်ဆန်ကတော့တမျိုးဖြစ်နေပါလေဒီလိုနဲ့အချင်းတွေကြာသွားပြီးနောက်ရကြတော့ဆန်ဆန်ကမနဲ့အစောထပြီးရီယူကိုသွားနှုတ်တဲ့အချိန်မှာယူယူရေထလေအမေပါရီပြောထားလဲမှတ်မိလားအိမ်မှာလဲဧည့်သည်တွေပြည့်နေရပဲအမရေအမအလုပ်တွေရောအမြန်လုပ်ပြီးတော့ဘာလို့နာမည်ကောင်းလို့ချင်ရလဲအမတီးရနေသွားညီမထချင်တဲ့အချိန်မှာထမယ်ဟုတ်ပါပြီလေကောင်းတယ်သူကဘာဖြစ်တာလဲငါလဲဘာမှမပြောရသေးဘူးတလောက်တောင်စိတ်တူပြနေရ ဘာမှမဖြစ်ပါဘူးလေ။သူထချင်တဲ့အချိန်ထမယ်။ငါတော့ကြည့်ပါမယ်။အောက်မှာဘသူတွေရှိနေလဲ။ဟာအကုန်ရှိနေပြီပဲ။ချွေးမဆန်းဆန်းရေးဘာလို့နင်တယောက်တည်းလာတာလဲ။နင့်ညီမရောဘယ်မှာလဲ။အတော်ရေ၊ तू ဟာရေချုံးနေလို့ပါ။ခဏနေလာပါလိမ့်မယ်။အတော်တို့မနှက်စာပါစားမလဲပြောလေ။သမီးသွားချက်ပေးမယ်။ဆန်းဆန်းကလေသူတို့အကြိုက်တွေမေးပြီးအားလုံးအတွက်သွားချက်ပါရီ။ခဏအကြာမှာရေယူကညအိတ်ကောင်းဝင်နဲ့ပဲအောက်ကိုဆင်းလာခဲ့ပါရီ။ နေကအခုနောက်တော့ရေချိုးနေရဆိုဘာလို့ဒီလိုဥပစာကြီးနဲ့အောက်ကိုလာတာလဲအခုချိန်နေတိတ်ချာတော့မျက်စိမပွင့်သေးဘူးဘလို့ရေချိုးရမှာလဲအရင်ဦးဆုံးကော်ဖီတောက်မယ်ပြီးကြမှာအလုပ်တွေဘာတွေလုပ်မယ်ရူးရူးရေဒီမှာနေကော်ဖီတောက်လိုက်ပြီးရေချိုးလေအမြန်လုပ်တော့လေနေပထမနေ့အတွက်ထမင်းလက်ချက်ရမယ်အမလည်းလေလူတွေအရှိမဘာလို့ခဏခဏပြောပြီးအကောင်းလုံနေရလဲညီမသိရဲ့ပထမနေ့အတွက်ထမင်းချက်ရမယ်နောက်စကားတစ်ခုပြောခဲ့မယ် မိမရဲ့ပထမနေ့အတွက်ဘာမှမလုပ်ဘူးဘာမှမချက်ဘူးနေရာတကာမှာထုံးစံတွေလှုပ်ဖို့အရင်မကြည့်ပါဘူးထမင်းချက်တာပဲအမချက်လိုက်လေမိမချက်တဲ့အချိန်ရောက်ရင်ဟိုတယ်ရီစားတော့ဆိုင်တွေအများရှိတယ်မှားကျွေးလိုက်မယ်ပူမနေနဲ့ဟုတ်တယ်ချိန်မှယူယူရေနင်ပြောတာမှန်တယ်ဟိုတယ်ရီစားတော့ဆိုင်တွေအလကားဆောက်ထားတာမဟုတ်ဘူးလေမှားစားလို့ရတာပဲအတော်ပြောတာမှန်တယ်စားတော့ဆိုင်တွေရှိတယ်ဒါပေမဲ့တာဝန်ယူမှုလည်းရှိရမယ်တာဝန်ထက်ဆိုင် ရေချင်းလည်းရှိရမယ် တခါတလေဆိုင်ရမှာလို့မရဘူးဆိုရင် ကိုမိသားစုချက်တွင်းနိုင်တဲ့အခြေချင်းရှိရမယ်။ဒါမှငှချွေးမပေါ့။ချွေးမရေယူယူကတော့ဘာမှမချက်ဘူးပြောနေတယ်။နေမဲအကုန်လုံးအတွက်မနှက်စာသွားချက်လိုက်တော့နော်။ဆန်ဆန်ကလေအားလုံးအတွက်မနှက်စာချက်လို့ပြီးသွားပြီးယူယူကအရင်ကလေးကဘာလို့ကိုမှတောင်းမယူစိတ်မရှိပါဘူး။အားလုံးကလေစားတော့ပြီးအေးသေးရီလေးပြန်သွားကြပါတော့တယ်။ယူယူကအေးသေးရီကိုအပြင်းတောင်းလိုက်မပူပါဘူး။ ်ရေယူကအမြဲတမ်းသူ့တာဝန်တွေကနေကောင်းဆောင်နေတတ်ပါတယ်ဒီလိုပဲအချိန်တွေကြာလာခဲ့ပြီးတည့်ရကြတော့ဒေါနီတို့အိမ်မှာဖျားရှစ်ခိုးပွဲရှိပါတယ်အမေကအိမ်မှာဖျားရှစ်ခိုးပွဲရှိရလဲမပြောသမီးမစီစဉ်စရာလှုပ်စရာတွေရှိသေးတယ်လေအော်နင်ကဒီတစ်ခါအလုပ်တွေဘာတွေလုပ်မဲ့ပြောနေပါလားနင်ဖျားပွဲအတွက်ဘာတွေလုပ်မလို့လဲအမရေညီမအလုပ်တွေပြောနေရမှာဘူးညီမအလှပြန်ဆိုင်သွားရမယ်မျက်နာတွေလက်တွေပေါင်းနေရမယ်လေဖျားအလုပ်တွေကတော့အမအလုပ်လေ ဖះရှိခိုးတာထက်ညီမလှဖို့ကပိုအရေးကြီးတယ်။ရေယူစကားတွေကြားပြီးစန်းစန်းကအံ့ဩနေခဲ့ပါတယ်။ရေယူကလည်းစကားတွေများပြီးအခန်းနေသွားပါပြီ။အလှပြင်းဆိုင်ကကောင်းမလေးနှစ်ယောက်ခေါ်လိုက်ပါတယ်။တစ်ဖက်မှာရေယူကအလှတွေပြင်နေပြီးတစ်ဖက်မှာတော့အမေဖះရှိခိုးဖို့ပန်းတွေရဲ့အမွှေးတိုင်တွေရောပြီးတော့ပါတွေလိုသေးလဲ။အော်ချွေးမကြီးဆေးရောင်တွေလည်းလိုသေးတယ်။ဟုတ်တယ်အမေ။သမီးမေ့နေတာ။အမေတို့ထမင်းချက်ဖို့ဆန်းတွေစေးထားတယ်။အကုန်စင်သင်ဖြစ်နေပြီ။ လိုင်းလုတ်ပေးမယ်။စန်းစန်းကလည်းပစ္စည်းတွေအားလုံးဝယ်ပြီးအစင်းစင်းလုတ်ခါအလုတ်တွေအားလုံးလုတ်ခဲ့ပါရီ။လူထမင်းတွေ စားတောက်တွေအားလုံးချက်ခဲ့ပါရီ။ခဏအကြာမှာပွင့်စားပြီးရေယူကလည်းခန်းထဲကနေအလှတွေပြင်ဆင်ပြီးဆင်းလာခဲ့ပါရီ။ခဏအကြာမှာတော့ဘာမှကုမလုတ်ပဲခန်းထဲပြန်ဝင်သွားခဲ့ပါရီ။ဒီလိုနဲ့အချိန်တွေကြာလာပြီးစန်းစန်းကရာအားလုံးကိုတာဝန်ယူခဲ့ပါရီ။ဒီတဲ့အခါမှာရီယူကတော့အားလုံးကိုအလုပ်တွေအပားခိုပါတယ်ဒီလိုပဲအချိန်တွေကြာသွားခဲ့ပါတယ် အားလုံးကဒေါနိညမရဲ့တမီမင်္ဂလာဆောင်ကိုတောဖို့အတွက်စီစဉ်ကြပါရစေ။ချွေးမတို့ရဲ့နင်တို့အားလုံးအိုက်ကိုရောက်ရင်နင်တို့အလုပ်တွေလုပ်ကူကြနော်။ငါညီမတို့လည်းတေချာဆက်ဆက်နော်ကြားလား။ဒေါနိကလည်းသူ့ချွေးမတွေကိုတေချာပြောပြပြီးမင်္ဂလာဆောင်ကိုထွက်သွားခဲ့ပါရစေ။ဒေါနိညမကဒေါနိလိုတော့ရမ်းမချမ်းသာပါဘူး။အမရဲ့နင်အစိုးရောက်လာလို့တော်ပါသေးတယ်။ငါကတော့တယောက်တည်းပါရီလောက်ရမလဲစဉ်းစားနေတာ။ချွေးမငယ်ရဲ့ဒီပတ်စံတွေတင်ထား ငါသမက်လိုက်ပေးရမယ်။ဒါလေးတော့တာဝန်ယူမယ်မလား။ချွေးမကြီးရေနင်ငါနဲ့လိုက်ခဲ့။ဟုတ်ကဲ့ပါတော့ရေပြောလေ။ဘာတွေလုပ်ပေးရမလဲ။ငါသမီးကိုငါတီနီယာမှာမင်္ဂလာဆောင်ပေးမှာ။တီနီယာဘလို့တေချာစီစဉ်ရမလဲ။စဉ်းစားပြီးတော့ပြင်ဆင်လေ။ဟုတ်ကဲ့ပါတော့။သမီးအကုန်ကြည့်ပြီးတော့တေချာစီစဉ်မှမယ်။စိတ်မပူပါနဲ့။တီနီယာတီလို့ဆိုတော့တီနီယာမှာပန်းတွင်နဲ့ပဲစင်မရမယ်။ပန်းတယ်ကိုခေါ်လိုက်မယ်။အော်ငါကိုယ်တိုင်ပဲစင်မယ်။အတော်လဲပတ်စံကုန်တက်တာမယ်လေ။ ဆန်ဆန်ကလည်းတေချာပန်းတွေနဲ့နေရာကိုပြင်ဆင်ပါလေအလုံးတာဝန်ယူမှုအပြည့်နဲ့လုပ်နေပါလေတဖက်မှာတော့ငါ့ကိုကြတော့ဒီပတ်စံပဲလာပေးလိုက်တယ်ဒီပတ်စံတွေဒီမှာပဲထားလိုက်မယ်ရေရွတ်ကလည်းပတ်စံတွေကိုဘီရူပေါ်တင်ပြီးဘီရူမဆိုင်ပဲထွက်သွားခဲ့ပါလေပတ်စံတွေက အောက်ကိုပြုတ်ကျသွားခဲ့ပါလေခဏကြာမှကောင်းလေးအင်ကရောက်လာပြီးအလုံးတိတိချာချာပြီးစီးသွားခဲ့ပါလေယူယူရေခဏနဲ့ကောင်းလေးတို့အင်ကသွားတော့မယ်ပတ်စံတွေပဲမှလဲ ပတ်စံပတ်စံတွေလားငါငါဘယ်မှာထားမိပါလဲယူယူနင်ပတ်စံတွေထားပြီးမေ့နေပြီလို့မပြောနဲ့နော် အမညီမမသိရဘူးနင်ခုနကတော့အခန်းထဲမှာပဲနေတာလေပတ်စံကအခန်းထဲမှာပဲရှိရမယ်ညီမနှစ်ယောက်ကပတ်စံတွေသွားရှာနေကြပြီးပတ်စံလေးမတွေ့ပါဘူးခဏအကြာမှတော့အောက်ကနေလှမ်းအောင်လိုက်ပါတယ်ငါသမီးကိုပတ်စံတွေလည်းပေးဖို့ကြံသေးတယ်ယူယူရေ သမီးရေယူလာလေဘာလုပ်နေလဲအမညီမဘာလုပ်ရမလဲယင် နေအပြင်သွားနဲ့ငါတို့ခုခုလောက်ခဲ့မယ်။ဒီယူကလည်းဒီတိုင်းမေးလာတာကြောင့်အားလုံးကပတ်စံပြောက်တာတီးသွားပါတော့တယ်။အားလုံးကအင်ကလူတွေကိုတိတ်ခါချလာကြပါတယ်။ဘမလေးပတ်စံငါတို့ကိုတိတ်ခါချနေတာလား။ချွေးမယူယူရဲ့နေကိုပတ်စံပေးထားတာလေဘမလေးပတ်စံအမေပတ်စံတီးမှာပါ။သမီးပဲထားပြီးမေ့နေတာ။ချွေးမဆန်ဆန်ရဲ့နေကိုတီးလို့ပေါ်စားတက်လိုက်မယ်လို့မထင်ထားဘူး။အမေအမောက်မစူပါနဲ့ဒီပတ်စံတွေကသမီးပဲထားတာ။ အမသူ့ပတ်ဆက်နဲ့ရှူလာတာသမီးကထားပြီးပျောက်သွားတာအမရဲ့တားမှန်ပါတယ်အမေသမီးကိုခွတ်လွတ်နော်ငါချွေးမပေါ့ဆတဲ့အပြင်းကြီးတယ်မလိန်တက်ဘူးချွေးမအကြီးကတော့တော်တဲ့နေရာမှာပြောစရာကိုမလိုဒေါနီလေးပတ်ဆက်ယူပြီးတော့သူ့ညမကိုပေးလိုက်ခါအလုတ်တီအားလုံးတည်တည်ချကြပျော်ရွှင်စွာနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။